โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာဆိုတော့လက်ရှိမှာတော့တော်တော်လေး popular ဖြစ်ပြီးတော့ဗောနော်အဲပြောစရာဖြစ်နေတာကတော့ဒါ Manchester United အသင်းအနေနဲ့အာဆီယံ All Star အသင်းကိုတကူးကူးမရှိဆိုရရလက်နဲ့ရှုံးနေခဲ့တဲ့အခြေအနေလေးပေါ့နော်ဒီအခြေအနေလေးပေါ်မှာအာတော်တော်လေးကြက်ထားနေတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီဗီဒီယိုလေးကိုအာပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒါမြန်မာလက်ရေးစင်အသင်းရဲ့ အတင်းကောင်းဆောင်ဖြစ်တယ်ပေါ့နော်မမောင်လင်းအတွက်ကလည်းတကယ်ကိုဂုဏ်ယူစရာအခြေအနေလေးဖြစ်ခဲ့ပါတယ်ဆိုတော့မမောင်လင်းအတွက်ကလည်း congratulation ပါဆိုတော့မမောင်လင်းကတော့ Manchester United အတင်းကြီးကို Go Twin ယူနိုင်ခဲ့တဲ့ဒါပထမဦးဆုံးတော့မြန်မာနိုင်ငံသားအဖြစ်လည်းဒါမှတ်တမ်းဝင်ခဲ့တယ်လို့ကျွန်တော်ထင်တာအရှိတောင်အာရှမှာဆိုလို့ရှိရင်လည်း Manchester United အတင်းကို Go Twin ယူနိုင်ခဲ့တာကျွန်တော်တို့မမောင်လင်းပဲလို့တော့ထင်ပါတယ်ဆိုတော့မမောင်လင်းအတွက်ကတော့အရန်ဂုဏ်ယူဖို့ကောင်းတယ် အဲလက်ရှိမှာလဲပေါ့နော်တကဘာလုံးကတော့ဒါမမောင်လင်းကိုချီးကျူးနေတာမျိုးရှိတယ်လို့ပေါ့နော် Manchester United အသင်းကို Go Twin ယူခဲ့တဲ့တလုံးနဲ့တော့ပေါ့နော်အာဆီယံ All Star အသင်းတို့အနိုင် Go Twin ယူခဲ့တဲ့မမောင်လင်းကိုတော့ချီးကျူးမှုတွေနဲ့တူပေါ့နော်ဒါစိတ်ဝင်စားနေတာမျိုးလေးရှိတယ်ဆိုတော့လက်ရှိမမောင်လင်းရဲ့ဒါကလပ်အသင်းဖြစ်တဲ့ Thai Club ပေါ့နော် Thai League 1 Club အာ Lafon Warrior အသင်းအားလည်းမမောင်လင်းကိုဂုံယူတဲ့ post လေးတင်ထားတဲ့အနေထားလေးတွေအာမမောင်လင်းရဲ့ highlight တွေကလည်းတောက်လျှောက်ဆိုသလိုကျွန်တော်မြန်မာ ရိသတ်တွေပေါ့နော် share ပေးတဲ့အနေထားလေးတွေချီးကျူးဂုဏ်ပြုမှုတွေနဲ့အတူတကယ်ကိုဝမ်းသာဖို့ကောင်းတဲ့အခြေအနေမျိုးမှာရှိပါတယ်ဆိုတော့မမော်လင်အတွက်ကလည်းကျွန်တော်ထင်ပါတယ်ဒီပွဲစဉ်ကသူ့ဘွားအတွက်ပေါ့နော်တစ်သက်လုံးအမှတ်တရဖြစ်နေမဲ့အခိုက်အတန့်မျိုးဂုဏ်ယူစရာအခိုက်အတန့်မျိုးဖြစ်လိမ့်မယ်လို့ထင်တယ်မြန်မာကစားသမားတအူးအနေနဲ့ Manchester United အသင်းကိုဂိုးသွင်းယူနိုင်ခဲ့တဲ့ပွဲပြီးတော့အဲ့ဒီပွဲစဉ်ကလည်းမမောင်လင်းရဲ့တလုံးသေးသော twin goal နဲ့ပဲ United ကိုအနိုင်ရရှိပြီးတော့ ASEAN All-Star အသင်းက super league ကိုင်မြောက် ခွင့်ရရှိခဲ့တဲ့ပွဲစဉ်ဆိုတော့ပြောစရာတွေကတော့အများကြီးနေပေါ့နော်မောင်မောင်လင်ကိုချီးကျူးရမယ့်ပွဲစဉ်လည်းဖြစ်ပါတယ်တစ်ဆက်တည်းမှာပဲဒါ Manchester United အသင်းရဲ့ fan တွေအတွက်ကတော့တော်တော်လေးကိုရုပ်ပြက်စင်ပြက်ဖြစ်တဲ့အာပွဲစဉ်တပွဲအာပြောစရာတွေပေါ့နော်အများကြီးကြံပြီးတော့ United အသင်းရဲ့တမိုင်းတစ်ချောင်းပေါ့နော်နောက်ထပ်ဟိုဘယ်လိုလဲလှောင်စရာပွဲတပွဲအဖြစ်ရှိနေပါတယ်ဆိုတော့ United ကလည်းအလုံးသိကြတဲ့အတိုင်းပဲဒီရာသီမှာလည်းဒါဖလားလက်မဲ့ရာသီဖြစ်ခဲ့တဲ့အပြင်ကို အာပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းရလတ်တီးရတော်တော်လေးဆိုးဝါပြီးတော့လက်ရှိဆယ်စုနှစ်တလျှောက်ပေါ့နော်ဆယ်စုနှစ်တလျှောက်မှာမှဒါတန်းစင်းစုံရဲ့အပေါ်လေးမှာဒါကန်ကောင်းလို့ရက်တီနိုင်ခဲ့တဲ့အနေထားမျိုးနဲ့ပေါ့နော်ရာသီပိတ်သိမ်းခဲ့ရတယ်ဆိုတော့ United Fan တွေတို့ကစိတ်ပျက်စရာဟိုရာသီဖြစ်ခဲ့တဲ့အပြင်လက်ရှိမှာဆိုလို့ရှိရင်လည်းရာသီကျိုးခြေစမ်းပွဲစဉ်အဖြစ်ဒီ ASEAN All Star အသင်းနဲ့ကစားတဲ့ပွဲစဉ်မှာပေါ့နော်ဒါဖလားလေးခိုင်ခိုင်မြောက်ခွင့်ရမလားပေါ့နော် အာချစ်ဆန်းပွဲ friendly match မှာ trophy လေးကိုင်မြောက်ခွင့်ရမလားမျှော်လင့်ချက်ကြီးစွာနဲ့ကစားခဲ့ပေမဲ့လေ ASEAN All Star အသင်းကိုတော့နိုင်မရရှိပေနဲ့အော်ဒါမမောင်လေးရဲ့တလုံးနဲ့သောတွင်ကူနဲ့ရှုံးနေခဲ့ရတာမျိုးရှိရတော့ပို့ပြီးတော့စိတ်ပြက်စရာအခြေအနေမျိုးလေးမှာရှိတယ်။အာချစ်ဆန်းပွဲမှာတော့မဖလားမရတဲ့ United လို့ဒါ United fan တွေကိုယ်တိုင်ကအဆောက်ပေါ့နော်။လောင်နေတာမျိုးလေးတွေရှိပါတယ်။ အဲဆိုတော့ United အနေနဲ့ကဒီ ASEAN All Star အသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းပွဲစားတွေကတော့အဓိကကစားသမားအများစုကွင်းလယ်မှာဆိုကာစီတို့ဒါဥကတေးတို့ပြီးရင်ကိုဘီမီနူးတို့အာအကုန်လုံးကိုအသုံးပြုသွားတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်း Bruno Fernandes အပြင်တခြားသောကစားသမားတွေပါဟိုအများပြားဝင်လာခဲ့ပေမဲ့လည်း ASEAN All Star အသင်းကိုထိရောက်တဲ့တိုက်စစ်ဆင်မှုတွေအာတွင်းကိုပေါ့နော်တွင်းကိုရရှိဖို့အတွက်လုံလောက်တဲ့ချင်းချောင်းမှုတွေမလုံးနိုင်ခဲ့ပဲနဲ့အာလူစားဝင်လာတဲ့မမောင်လေးပေါ့နော်ညာချမ်းကနေပြီးတော့ ကွေးလျာပေးပို့မှုကိုအဆုံးသတ်နဲ့အဆုံးသတ်ကောင်းမွန်မှုနဲ့အတူပေါ့နော် United ကိုကိုသိန်းယူနိုင်ခဲ့တာကြောင့် United အနေနဲ့ကတော့ဒါမလေးရှားမြန်မာကစားခဲ့တဲ့ခြေစမ်းပွဲစဉ်မှာလေအာဆီယံအော်စတာကိုအသင်းကိုရှုံးနိမ့်ခဲ့ပြီးတော့နောက်ထပ်ဖလားတစ်လုံးကိုပါထပ်ပြီးတော့လက်လွတ်ခဲ့ရတာမျိုးလေးရှိပါတယ်ဆိုတော့အာတကယ်လဲဘယ်လိုပြောမလဲဟိုလောင်ကြီးစရာလေးဖြစ်ခဲ့တယ်ပေါ့နော်ပြောချင်တာကတော့ကျွန်တော်လက်ရှိကစားသွားခဲ့တဲ့ Manchester United အသင်းနဲ့ကစားခဲ့တယ်ပေါ့နော်အာဆီယံအော်စတာအသင်းဆိုတာက အရှိတောင်အာရှရဲ့ကစားသမားအများစုနဲ့ဩစတြေးလျကစားသမားတွေနဲ့စုစည်းထားတဲ့အသင်းဖြစ်တယ်။ပြီးတော့ဒီအသင်းကစုဖွဲ့မှုကလည်းဟိုတပတ်လောက်တောင်မကြဘဲနဲ့ပေါ့နော်စူးဖွဲ့ပြီးတော့မှ United ကိုရင်ဆိုင်ရတဲ့အနေအထားမျိုးဆိုတော့အာရှရဲ့ All Star အသင်းဆိုလို့ရှိရင်တော့မှလက်ခံလို့ရတယ်တကယ် High Profile ကစားသမားတွေဖြစ်တဲ့ Tabarota ဂျပန်အသင်းရဲ့ကစားသမားတွေဖြစ်ဖြစ် Korea ကစားသမားတွေဖြစ်ဖြစ် Saudi အပြင်တခြားသောအရှေ့လေပိုင်းကကောင်းမွန်တဲ့ကစားသမားတွေနဲ့စူးဖွဲ့ထားတဲ့ အာရှဩစတာအသင်းကိုရှုံးနေဆိုရင်တော့လက်ခံလို့ရသေးတယ်လက်ရှိအနေအထားကတော့အာဆီယံဩစတာအသင်းကိုတော့ရှုံးနေခဲ့တဲ့အနေအထားကြောင့်အယူနိုက်တက်အနေနဲ့ကတော့တော်တော်လေးဝေမမှုတွေနဲ့ရင်ဆိုင်နေခဲ့ရတာမျိုးရှိတယ်ဒီမတိုင်ခင်မှာလေအသင်းပိုင်ရှင်ဖြစ်တဲ့ဆာဂျင်ရက်ကလစ်ကိုယ်တိုင်ကအစဒါစပါတင်ကိုဝမ်းစီနဲ့ရှုံးခဲ့ပြီးတော့ဗောနော်ဒါယူရိုပါလိမှာစပါတင်ကိုရှုံးနေခဲ့ပြီးဖလားလက်မဲ့ရာသီဖြစ်ခဲ့ပြီးတဲ့နောက်မှာပရီးမီးယားလိမှာလည်းဆိုးရတဲ့ရည်တည်မှုတွေကြောင့်တသင်းလုံးကိုတောင်ရောင်းထုတ်မယ်ဆိုတဲ့အနေထားမျိုးကြီးညာခဲ့တာမျိုးရှိတယ် အဲဒီနေ့ထားမှာမှထပ်ပြီးတော့ဒါအာဆီယံကိုခြေစမ်းပွဲလာကစားခဲ့တယ်ပေါ့နော်မလေးရှားဖိတ်ခေါ်ဖလားပွဲမှာအာအာဆီယံအောစတာတင်းကိုရှုံးနေခဲ့တာကြောင့် United အနေနဲ့တော့နောက်ထပ်ဆိုးဝါးတဲ့အမှတ်တမ်းနဲ့အတူပေါ့နော်ဒီယာဒီရဲ့ဟိုဘယ်လိုပြောမလဲ United fan တွေတော့ခေါင်းဖော်လို့မရတဲ့ယာဒီလို့တော့မပြောရမလို့ဖြစ်နေတယ်ပေါ့နော်ဆိုတင်းသွားတဲ့ကစားသမားကလည်းမြန်မာလူကြီးစင်ကစားသမားမမောင်လင်ဖြစ်တဲ့အတွက်ပေါ့နော်ဒါ United fan တွေတော့ဘယ်လိုခံစားရလဲတော့မသိဘူးဒါပေမဲ့များသောအားဖြင့်ဒါဒီမြန်မာအသင်းကိုအားပေးနေတဲ့ အမြန်မာနိုင်ငံသားပေါ့နော်ဒါမြန်မာလက်ပြည်စင်အတင်းရဲ့ fan တွေအပြင်တခြားသော United fan တွေကအစပါဒါမမောင်လင်းကိုချီးကျူးနေတာမျိုးလေးတွေရှိပါတယ်ဘလို့ပဲဖြစ်ဒီပွဲစဉ်ကတော့အာမမောင်လင်းအတွက်ကတော့ဂုဏ်ယူစရာကောင်းတဲ့ပွဲစဉ်တစ်ပွဲနဲ့အာတကယ်ကိုမှတ်တမ်းကောင်းရေးထိုးနိုင်ပြီးတော့မြန်မာနိုင်ငံသားတယောက်အနေနဲ့ပေါ့နော် Manchester United အသင်းကိုဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားအဖြစ်မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့တာကတော့ဒါမမောင်လင်းအတွက်ဂုဏ်ယူစရာအခြေအနေလေးလို့ပြောရမှာလည်းဖြစ်ပါတယ် ဆိုတော့ဒီပေါ်အမြင်လေးတွေကိုမပေါ့စ်မဝေးမြတ်ပြီးတော့ကြရအောင်ကျေးဇူးအထူးပဲတရှိပါတယ်ခင်ဗျာ